Hello everyone လေရောပြန်ဆုံကြပြန်ပြီเนาะဆရာဒီတစ်ခါအလှည့်ကြတဲ့ reading လေးကတော့ Midmat Soul Guide reading ပေါ့เนาะအဲ့တော့ Midmat Soul Guide reading ဆိုတာ not note terror ပေါ့เนาะလေရောပြီးခဲ့တဲ့လမှာအဲပြန်ပြီးတော့လေရော YouTube channel နဲ့ Facebook page ကနေပြန်ပြီးတော့အသက်သွင်းထားတယ်ပေါ့เนาะအဲ့တော့ကိုဘွားရဲ့ Soul Purpose ကိုရှာဖွေတဲ့ reading မျိုးစားဖြစ်တယ်အဲ့တော့တစ်ဘွားလုံးစာအတွက် လီရောလူသားတွေစီမှာ ကိုစီပေါ့နော်ဆိုပပက်ဆိုရရှိပြီးသားဖြစ်တယ်ဒါကိုလီရောအင်စပီရေးရှင်းယူထားပြီးတော့ဒီတလားတာတလားတာအတွက်ကိုပေါ့နော်မစ်ရှင်ပေါ့ကိုတလားတာမှာဖြည့်စည်းရမယ့်မစ်ရှင်ဘဝမစ်ရှင်လေးတွေကိုပြည့်မီအောင်လုပ်သွားဖို့အတွက်ကိုလီရော guidance ပေးတဲ့ reading အမျိုးအစားလေးပေါ့နော်အဲ့တော့ not note လို့ခေါ်ပါတယ်လီကိုပြီးခဲ့တဲ့လာတင်ဆက်ပြီးတဲ့ reading မှာဆိုလို့ရှိရင် not note ဆိုတာဘာလဲဆိုတာအကျဉ်းချင်းလေးရှင်းပြခဲ့ပြီးပြီဆိုတော့ not note ဆိုတာ rahut ပေါ့နော် this is an eurobacha မှာဆိုလို့ရှိရင်အင်္ဂလိပ်လိုဆို not no လို့ခေါ်တယ် eurovedic အရှေ့တိုင်းယူဆရဆိုလို့ရှိရင်တော့ rahu လို့ခေါ်ပါတယ် it guides you the soul purpose เนาะဒီဘဝမှာ liyo ီလက်ရှိလူဖြစ်ရည်ရွယ်ချက်ကဘာလဲလေ your soul destiny ကဘာလဲလေ you တို့သွားမယ်ဘဝပန်းတိုင်ကဘာလဲဆိုတာပြရတယ်ပေါ့နော်ဒါက western astrology မှာတော့ not note ကိုဒီလိုပဲယူစားတယ် but vedic မှာဒီထက်အများကြီးကျေပြန့်တယ် rahu ဆိုတဲ့သဘောတရား rahu jo ဆိုတဲ့အရေးကြိုပါလေ okay anyway ဒါ astrology အကြောင်းပြောတာတော့မဟုတ်ဘူးဒါပေမဲ့ဒီက astrological themes ကိုယူထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါလေးကိုဒီစကလုံးလေးကိုရင်းနှီးအောင်ပေါ့နော်ဒီကရှင်းပြတာဖြစ်တယ်အဲ့တော့ pick attack ပေါ့နော်အဲ့တော့မိမိရဲ့ budget chart မှာတချို့ချို့ချရတဲ့ astrology knowledge ရှိရကိုယ့်ရဲ့ budget ရဲ့ not note ဆိုင်ကိုကြည့်ရမှာလားဒီလိုမျိုးတွေလည်းမဟုတ်ဘူးလီကိုပြောတဲ့ဟာလေးတွေနားထောင်သွားရုံပဲပေါ့နော်ဒါပေမဲ့ group လေးရောရွေးရမယ် deck လေး၃ခုပေါ့နော်ခါတိုင်းလိုပဲလီကိုအာ deck အမျိုးအစားမတူတဲ့ deck အမျိုးအစား၃ခု group ၃ခုပေါ့နော်ဒီလိုလေးတင်ဆက်ပေးမယ်အဲ့တော့ deck 1 witchy magic tarot အလေးရ deck ကတော့ fantasy canine deck 2ပေါ့နော် deck 3ကတော့ smith tiny okay witchy magic fantasy canine smith tiny ကိုကဘယ်တက်ကလေးကိုကြိုက်လဲဘယ်တက်ကလေးကကိုကိုဆွဲဆောင်နေတယ်လဲကိုရဲ့ soul purpose ကိုဘယ်တက်ကလေးကတိတိကျကျပြောပြနိုင်မယ်လို့ထင်လဲပေါ့เนาะအဲ့တော့ဒီကိုအချိန်လေးပေးထားမယ် alright ဒီလိုဆိုရင်တော့ရွေးထားပြီလို့လီကိုထင်တယ် group တစ်ခုချင်းစီ deck တစ်ခုချင်းစီကဘယ်လို message လေးပေးမလဲဆိုတာကိုလီကိုနဲ့တူကြည့်လိုက်ကြမယ်နော် โอเคอ่าเดี๋ยวเรา reading นี้ก็ซ่ามั้ยปฐมองค์ deck 1ป่ะเนาะเอ่อ witchy magic tarot ป่ะเนาะเอ่อ witchy magic tarot ကိုရွေးချယ်ထားတဲ့ group ဒီအတွက်ကိုဒီလာမဲ့ဒီ mid april to mid may ป่ะเนาะအတွက်ကို soul purpose ကပါလေးပေါ့เนาะ โอเคအဲ့တော့အခုမှဒီ reading ကိုကြည့်ဘူးတဲ့လူတွေအတွက်ကကြတော့နည်းလေးတော့စိတ်နေမယ်ဒီနေ့နားထောင်ရင်းနဲ့တော့သဘောပေါက်သွားပါလိမ့်မယ်เนาะဆိုတော့โอเคအဲ့တော့ reading လေးကိုစမယ်အဲ့တော့ deep group အတွက်ကို not note energy i G 来讲 i Okay. You got it here, Australia. No? All right. Okay. အဲ့တော့ ceiling light က reflection လေးကိုနည်းနည်းရှိမယ်အဲတိခတ်ပြီးတော့ကြည့်ပေးပါတော့ okay cut တီးကနည်းနည်းလေး reflective coding လေးအကြောင်းမလို့ဖြစ်တာပေါ့အဲ့တော့ d group ကဒီ deck 1ရဲ့ group ကလीဘာသွားတွေ့ရလဲဆိုအရင်ညံများတယ်ညံများတယ်ညံကောင်းတယ်လီယိုစိတ်တဲ့ခံစားတာအာလီယိုနက်ခက်နဲ့ပြောမယ်ဆိုရှရာဗနာ နော် Shravana တရဝန်နက်ခတ်လို့ခေါ်တယ် Shravana ရော Ashley Shah ရောနော် athlete နက်ခတ်အဲ့လိုမျိုးနက်ခတ်စိုးမိုးတဲ့သူတွေပါလိမ့်မယ်တိလားနောက် Mercurian energy ဗုဒ္ဓဘူးချိုအားကောင်းတဲ့သူတွေပါလိမ့်မယ်နော်อืมဆိုလိုတာအတွေးများတယ်ကိုတွေးရတဲ့အတိုင်းကိုဖြစ်ချင်တယ်လှုပ်ချင်တယ်သူများကိုဩစာပေးခြင်းနဲ့လွှမ်းမိုးခြင်းနဲ့အဲ့လိုစိတ်တွေပေါ်လိမ့်မယ်ပြီးတော့အရန်ဖြတ်ထိုးညံကောင်းတယ်တချို့ချားလေကိုကညံကောင်းတယ်ဒါပေမဲ့အဲ့ဒီ ကောင်းတဲ့ညံကိုမကောင်းတဲ့နေရာမှာလည်းသုံးတတ်တယ်နော်ညံဒီညံနဲ့လည်းထုတ်တတ်တယ်နော်နောက်တစ်ခုကဒီ group ကတအားကြီးနှလုံးသားတွေပါ emotional အာတိတ်ပြီးတော့မဖြစ်ဘူးစိတ်ခံစားချက်တွေတိတ်မသုံးဘူးအုံထောင်းနဲ့ပဲအရာရာကိုဆုံးဖြတ်တတ်တဲ့သူမျိုးဈေးတွက်တတ်တဲ့သူမျိုးတွေပါလိမ့်မယ်အရင် IC code ဖြစ်ပါအရင် A set တယ် IQ နဲ့ EQ ရှင်းမယ်ဆိုဒီ group က IQ EN ကောင်းတယ်ဒါပေမဲ့ EQ ကမကောင်း EQ emotional quotient သူများကို empathy sympathy နဲ့ sympathize လုပ်ပေးတာလေးတွေလीအားနေတာခိုင်ကြတော့ဈေးတွက်ပဲတွက်လိုက်တာပါကိုယ့်ရဲ့အုံနှောင်းနဲ့ပဲ yes you're already bright enough you're already bright your brain is very strong you're thinking အရင်ကောင်းနေနော်ဒါပေမဲ့တကယ်တကယ်တော့ခုနပြောသလိုအရင် A set တာ အရန်ဒီကိုပြတ်သားတာတချို့နေရာမျိုးလေးတွေမှာမပြတ်သားပါနဲ့ဒီလာမဲ့ mid april to mid may ပေါ့နော် april 15ဆို may 15အထိပေါ့နော် is something like ကိုလှုပ်ချင်တဲ့အရာကိုဖြစ်ချင်တဲ့အရာကိုလှုပ်ချင်တဲ့စီးပွားရေးပဲဖြစ်ပါကိစ္စမဆိုးတဲ့ကိုရဲ့အိမ်တောင်ဘက်ကိုရဲ့မိတ်ဆွေတငယ်ချင်းအပေါင်းအသင်းကိုယုံကြည်ရတဲ့သူနဲ့အမြဲတမ်းတိုင်ပင်ဆွေးနွေးပါကိုလုံးမဲ့လုပ်ငန်းကိုတယောက်တည်းလှုပ်တာတက်စားလို့ရှိရင်အဆူအဆက်လုံးလှုပ်တာမျိုး ကိုယ့်အတွက်အကျိုးစီးပွားဖြစ်ထွန်းမဲ့မိတ်ဆွေကောင်းစီးပွားဘက်ကိုရှာတာမျိုးလေးတွေလုပ်ပေးတင်တယ်ဒီ group ကဆရာကြီးလုပ်ချင်တယ်ဆရာမကြီးလုပ်ချင်တယ် yes ဘာဘင်ကညံကိုတွေ့ရပေါ့နော်ဆရာကြီးလုပ်တယ်ဆရာမကြီးလုပ်ချင်တာလီကိုနားလေတယ်လုံးတို့ရတယ်လို့မရဘူးလို့ပြောတာမဟုတ်ဘူးသို့တော်လေ you need someone who supports you who give you full support ကိုအနောက်ကနေ support လုပ်ပေးမဲ့လူမျိုးလိုတာ ီးရဲ့ခါကျရင်တအား fix လုပ်လို့မရအောင်ဒီ group ကလေ Leo Cancer not note Aquarius တို့နော် not note Gemini not note Libra တို့တပြည့် not note Aquarius ပိုဖြစ်နိုင်တယ်နည်း fix ဖြစ်တဲ့သဘောဆောင်တယ်တအား flexible မဖြစ်ဘူးပေါ့နော်အဲ့တော့ကိုဘာပဲလုပ်လို့ဒီလာရီမှာ တခြားလူတွေပြောတဲ့စကားအားထောင်မှာတခြား option တခုလည်းစဉ်းစားထားပါတခြား choice ပေါ့ကိုကဒီစီးပွားရေးကိုလှုပ်ချင်တယ်ဆိုနောက်ထပ်တခုနောက်ထပ်လမ်းကြောင်းတခုပါစဉ်းစားထားတဲ့လွတ်ချတဲ့နာလွတ်ချမလွတ်ချမဟာတွေကဘာလဲဆိုအရင်ကြီးအုံနောက်ကိုပဲတုံးနေရမျိုးဈေးတွက်တွက်နေရမျိုးညံကောင်းပြီးသားအဲ့ဒီကိုရဲ့ကောင်းမွန်တဲ့ညံကိုအတုံးချရမယ်မနေဒါပေမဲ့တချို့နေရာမျိုးတွေမှာတအားကြီးဈေးတွက်တွက်လို့မရအောင် sharing လုပ်ရမယ် ကိုယ့်ရဲ့စီးပွားဘက်ဒီကိုယ့်ရဲ့ partner ကိုယ့်ရဲ့ friend ကိုကိုယ်အကြံဉာဏ်ပေးခဲ့တဲ့သူတွေအကြံဉာဏ်ပေးနေတဲ့သူတွေနဲ့ sharing လုပ်ရမယ်တဲ့နော် okay အဲ့တော့ကို့အတွက် reward ကကြီးကြီးမားမားဘာရမလဲလီယိုပြောတဲ့လိုသာဆုံးဖြတ်ပြီးလုပ်မယ်ဆိုရင်ဒီလားတွေမှာဒီ mid april to mid may မှာဝီကြီးတွေပို့ပြီးအဆင်ပြေလာလိမ့်မယ်ပတ်စံတွေပို့ပြီးစုဆောင်းနိုင်လာလိမ့်မယ်ပေါ့နော်ဇင်ခံပစ္စည်းတွေဝင်လာလိမ့်မယ်နော်ရန်ကောင်းတဲ့ နောက်တစ်ခုကကျောင်းစိတ်ရောလူရောလူတစ်တယောက်ဖြစ်သွားတယ်လို့စိတ်တစ်လူတစ်ပေါ့နော်အဲအဲ့လို energy မျိုးလေးတွေ့ရတယ်ကို့မှာရှိရင်းဆွဲစည်းစိမ်ဥစ္စာတွေကအစတတ်တိုးလာတာတိုးပွားဖို့အတွက်ကိုအခွေလန်းနေကိုမြင်ရတာမြင်လာတာမျိုးကြီးကြုံရလိမ့်မယ် this is all about the sharing sharing လုပ်ပါ မျှဝေပါခံစားပါကိုတယောက်တည်းဆုံးဖြတ်လိုက်တယ်ကိုတယောက်တည်းဈေးအတွက်တွက်လိုက်တာမျိုးထက် ကိုကူညီပေးတဲ့သူကိုရှာတယ်ကိုကူညီပေးမဲ့သူကို မြောက်ကိုကူညီပေးတဲ့သူမျှဝေခံစားမယ်တချို့ကျတော့ကိုကိုကူညီပေးမဲ့သူကကိုရဲ့အိမ်တောင်ဘက်ဖြစ်နိုင်တယ် let's see ဒီ reading ကိုဒီ group ကိုကြည့်နေတဲ့ဒီမှာအိမ်တောင်ပြူထားတဲ့ merit capability ပါတယ်ဆိုလို့ရှိရင်ကိုကအမျိုးသားဆိုကိုရဲ့အမျိုးသမီးပေါ့ကိုရဲ့ကိုကအမျိုးသမီးဆိုကိုရဲ့အမျိုးသားပေါ့တိုင်မြင်ဆွေးနွေးပြီးတော့ plan a ပဲမဟုတ် plan b ကိုလည်းစဉ်းစားပါတယ်ဂျင်းတီပေါ့လက်လာပါပြီးပေါ်ကြွေရလိမ့်မယ်ဇင်ကန်ပစ္စည်းတွေတိုးပွားလာလိမ့်မယ်ဒီလာရီမှာเนาะ mid april to mid may မှာ စိတ်သိလူသိဖြစ်ပါလိမ့်မယ်တဲ့အဲ့တော့ဒီ group မှာလေကိုခန်းစားတဲ့ energy လေးကိုပြောမယ်ဒီ group မှာ aquarian energy strong ဖြစ်တယ် gemini energy strong ဖြစ်တယ် libra နော် Taurus တွေလည်းတွေ့ရတယ်6ခန်းပိုင်ရှင်3ခန်းဆိုးမိုးတဲ့ပိုင်ရှင်တွေတွေ့ရသူပြင် not note ပေါ့နော် Gemini Libra Aquarius တို့ Taurus တို့လည်းဖြစ်နိုင်တယ်ကိုယ့်ရဲ့ birth chart ကိုဖတ်တတ်တယ်ဆိုလို့ရှိရင်တော့ဒီ not note လေးက Rahu ကခုနလေးကိုပြောတဲ့ Zodiac sign တွေမှာကြာရောက်နေတဲ့သူတွေဖြစ်နိုင်တဲ့ next ခန်းနဲ့ဆိုတော့လေကို Shravana တို့ အက်ရှလီရှာကိုတွေ့ရနော် okay all right အဒါရတော့နားလေခြင်းမှာနားလေမယ်ဒါပေမဲ့အဲလီယိုရဲ့ YouTube channel ကိုကြည့်နေတဲ့တွင်မှာ astrology ပြီးပါတယ် tarot reader ပြီးပါလီယိုသိရဆိုတော့ဘ ഹു တုတရဖို့အတွက်ကိုလီယိုကပြောပြပေးတာပေါ့နော် just sharing လုပ်ပေးတာဖြစ်တယ်ဆိုတော့ဒီ number sumo re 3 ဒီ zodiac sign စီနဲ့ဒီ message ကပို့ပြီးတော့ match ဖြစ်ပါလိမ့်မယ်ဆိုတော့လေဝဲ message လေးကိုသဘောကျမယ်လို့လေမျောလိမ့်ပါတယ်အဲ့ဒါဒါ group 1 witchy magic tarot ကိုရွေးထားတဲ့သူတွေအတွက် message လေးဖြစ်ပါတယ် okay လေရတဲ့ခါ second group ကိုသွားပါမယ်အဲ့တော့ second group ကတော့အဲဒီ fantasy canine tarot ဘာနော် fantasy canine tarot ကိုရွေးထားတဲ့သူတွေအတွက်ကို uh coming mid april to mid may ပေါ့နော် april လ15ရက်ကနေ may 15ရက်နေ့အထိကိုကိုယ့်ရဲ့ soul purpose ကဘာလဲဆိုတာကိုဒီကိုရှာပွေပေးမယ် okay ဆိုတော့ not note green လေးကိုစလိုက်မယ်အဲ့တော့ခုမှစကြည့်ရတဲ့တွေကတော့နည်းနည်းလေးတော့စိမ့်ကောင်းစိမ့်နေမယ်အဲ့ဒါလီယိုဖန်တီးတာ2021ကလေးကပါလီယို page ကို zenite follow လုပ်ထားတဲ့သူတွေဆိုတော့သိလိမ့်မယ်ပေါ့နော်ပြီးခဲ့တဲ့လအလီကိုပြန်ပြီးတော့တင်ဆက်ပေးတာပေါ့လေ โอเค anyway အဲ့တော့နားထောင်ကြည့်လိုက်ပါနားထောင်ကြည့်လိုက်ရင်နားလည်သွားလိမ့်မယ်ပေါ့เนาะโอเคအဲ့တော့စလိုက်မယ်เนาะ reading ကို D group အတွက်ကိုလာမယ် mid April to mid May အတွက်ကို so guide so purpose ကပါလိမ့် Okay, oh my gosh. Oh, oh, oh. Okay. Get it, get it, you know? Okay. Sorry for the reflections. Reflections, Carol, you got jam or take on the down. I'm ceiling light, no, no, မြင်ရမယ်တင်ပါတယ် okay anyway မြင်လိုက်တော့မြင်လဲအဲ့တော့ဒီ group ကိုပြောမယ်ဒီ group က immediate မှာအလုပ်လုပ်တဲ့သူတွေအလုပ်တွေကိုတအားလုပ်ချင်လားပတ်စံတွေကိုတအားရှာချင်တဲ့ group နောက်တစ်ခုကဒီ group ရဲ့ talent ကလေပတ်စံကို လွယ်လွယ်ရှာနိုင်တယ်ပတ်စံဘယ်လိုရှာမလဲသိတယ်လွတ်လွတ်လပ်လပ်ပတ်စံရှာချင်တဲ့စီးပွားရေးလောက်တာတော်တဲ့လူတွေ business ် smart ဖြစ်တဲ့လူကြီးပါလိမ့်မယ်ဒီ group ထဲမှာเนาะစီးပွားရေးလှုပ်တက်တယ်ဟာလှုပ်ရှားတက်တယ်ဟဲ့เนาะလေရောတော့မလှုပ်ရှားတက်ပါဘူး okay လှုပ်ရှားတက်တဲ့သူကြီးပါအဲ့တော့အလုပ်တွေကိုလည်းတခုတည်းမကပို့ပြီးတော့လှုပ်တက်တဲ့သူကြီးပါတယ်ပင်မန်းတွေလည်းလှုပ်မယ်ကွာဆွဲသူမျိုးတွေပါတယ်အဲ့တော့ money ကိုဒီ group ကအရန်ကိုငွေကြေးကို attract လုပ်နိုင်တဲ့သူတွေပေါ့เนาะပြီးတော့အဲ့လို လူတူတရားအောက်ကနေတွားပြီးရောပေါ့နော်အဲတရားရွက်ကိုစီရတီမီတွားကနေအလုံးလုံးပေးရတာမျိုးထက်လေကိုပိုင်စီးပွားကိုပိုင်ဒီကို independence business အခုလှုပ်ချင်တာလုံနေတာအဲ့လိုလူမျိုးတွေပါလိမ့်မယ်ဆိုတော့ဒီ group ရဲ့အားသာချက်ကဘဝမှာတဲ့ပတ်စံကိုတဲ့လွယ်လွယ်နဲ့ရအောင်ရှာလို့ရအောင်လုံနိုင်တဲ့ power ရှိတယ် တချို့တွေကမသိရဖြစ်ချင်ပြီပတ်စံအများကြီးရမှမဟုတ်ဘူးเนาะလီကိုပြောချင်တာကလေတစ်ချက်ပဲရရတထောင်မရရတထောင်မရရ9000မရရသူများထက်ဆိုင်တခြား group တွေတခြားသူတွေထက်ဆိုင်ဒီ group ကငွေကို attract လုပ်နိုင်တယ်သူများကိုအားကိုးစရာမလိုဘဲနဲ့ပတ်စံကို attract လုပ်နိုင်တဲ့သူတွေပါတယ်ဘာမှဂါထာတွေမန်တရာတွေ bla 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 တွေ abracadabra တွေ bra တွေလုပ်စရာမလိုဘူး okay ဆိုတော့နောက်တစ်ခုကဒီ group ကယင်းနှမြုံနံမှုတွေလုပ်ချင်တယ်ဆိုတော့နည်းနည်းလေးစိတ်မြန်တက်လိမ့်မယ် စိတ်မမြန်နဲ့နော်စိတ်မမြန်နဲ့ဒီ mid month ဒီ mid april to mid may ချားတဲ့မှာတဲ့ဒီကိုခံစားတာကိုလုံနေတဲ့အလုပ်စီးပွားငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှန်သမျှဖြည်းဖြည်းချင်းပဲနော် investment ဆိုလဲတလောက်ဒီလောက်သိန်းတရာရင်းလိုက်မယ်အဲ့လိုမဟုတ်ဘူး2သိန်းလေးရင်းကြည့်လိုက်မယ်3သိန်းလေးရင်းကြည့်လိုက်မယ်4သိန်းလေးထည့်လိုက်မယ်အဲအဲ9သိန်းလေးထည့်ကြည့်လိုက်မယ်အဲ့လိုမျိုးဖြည်းဖြည်းချင်းတိဆောက်သွားပါတဲ့ ဖြည်းဖြည်းချင်းတိဆောက်သွားမယ်ကိုလှုပ်ချင်နေတဲ့စီးပွားရေးတငငချင်းကခေါ်တာဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဖြည်းဖြည်းလေးပဲရှင်းမယ်အာကျွန်တော်ကတော့ငငချမ်းမှနေရခရစ်တိုကာရန်စီဝင်ဖြည်းဖြည်းချင်းခရစ်တိုကာရန်စီဝင်မယ် okay လေကိုကွာလေထွေးရနော်အဲ့တော့ဖြည်းဖြည်းချင်းပဲရင်းနှီးမယ် forest trading ပဲလှုပ်လို့ဘာပဲလှုပ်လို့ဘာဆိုတော့ IC business run ရတဲ့ energy ကိုလေဒီမှာခန်းစားဒီ group က uh not note vago ဒါမှမဟုတ်လဲ sound note k2 vago တမားကြီးများတယ်เนาะကိတ်ကြိုက vago energy strong ဖြစ်တဲ့သူတွေပါတယ် torus energy strong ဖြစ်တဲ့ not note တို့ k တို့ ਆ လीเนาะ so anyway ဖြည်းဖြည်းချင်းတိဆောက်သွားမယ်ဆိုရင်ねကိုလိုချင်ရဲ့ပတ်စံ amount ကဒီလဘိုင်းလေးတွေမှာဖြစ်လိမ့်မယ်လာလိမ့်မယ်လီယိုကန်ဆာကတော့အခု airy season ပြီးရင် torus season လာမယ်ပြိတ္တာရာတီကူးရဲ့အချိန်မှာပတ်စံရလိမ့်မယ် ကိုလိုချင်တဲ့ငွေထုတ်နဲ့ထည့်နေရတာမျိုးတွေဖြစ်နေမယ်။ကိုဘက်ကဖြည်းဖြည်းချင်းပဲတလန်းချင်းပဲရင်းပြီးတိဆောက်သွားဖို့လိုပါတယ်တဲ့။တချို့ကျတော့လီယိုခန်စာကိုယ့်ရဲ့စီးပွားရေးအသစ်ကလည်းပြန်ပြီးတိဆောက်တာမျိုးတွေပါလိမ့်မယ်ဒီ group ထဲမှာ။ပြန်တိဆောက်ပါတဲ့။ပြန်တိဆောက်ကြည့်လိုက်ပါ။ဒါမှမဟုတ်ဒီကားရောစိတ်မလွန်နဲ့တဲ့။ပြန်ပြီးတော့တိဆောက်ကြည့်ပါ။ပြန်ပြီးတော့ရင်းနှီးယူကြည့်ပါတဲ့။ကိုဘွားအစ်စ်တပံပြန်မွေးဖွားလာလိမ့်မယ်စီးပွားရေးကပြန်ပြီးအစ်စ်လည်းပတ်လာပါလိမ့်မယ်တဲ့ ဘာဖြစ်လို့လဲဆိုတော့ဒီစကားလေးကအပိုင်းကမှကြောင့်ပြောရဲလဲဆိုတော့ဒီ group ဒီပတ်စံကိုအလိုလို attract လုပ်နိုင်တယ်ပတ်စံနဲ့ပတ်သက်ပြီးတော့ money coaching လို့ပတ်စံကိုဘယ်လိုမျိုး attract လုပ်ဖို့ဟိုတင်တန်းနေဘာမှသွားတက်စီရမလို့လီယိုစီလည်းလာစီရမလို့ okay အပြတ်ပြောလိုက်ပြီလီယိုစီလည်းပတ်စံရှာမလို့ဘယ်လိုရှာမလဲလာစီရမလို့ကိုက attract လုပ်နိုင်ပြီးသားဘာမှဂါထာတွေ mandarin use စီရလည်းမလို့ โอเคအဲ့အဲ့ message လေးကိုယုံကြည်ပါဖြည်းဖြည်းချင်းတိဆောက်သွားရှိရဲ့ဟာတကြက်ဆိုလဲကြက်1000ဆိုလဲ1500ဆိုလဲ900ဖြည်းဖြည်းချင်းတိဆောက်ပြီးတော့ရင်းနှီးကြည့်ရဲ့ကိုလိုချင်နေတဲ့ဝေးကြည့်အမောက်အကြီးကြီးတစ်ခု offer အကြီးကြီးတစ်ခုရလာဖို့ရှိပါတယ်ခုနလေးကိုပြောရဲ no note virgo road taurus တို့เนาะကိတ်ကြိုလဲဖြစ်နိုင်တယ်ဒီလိုလူမျိုးတွေပါကောင်းပါနိုင်တယ်ဒီ group ထဲမှာဆိုရင်လီယိုကန်စားရတာ ကိုကနန်ဆိုမှုတွေတိကနန်ပိုင်ရှင်ကိုကနန်ပိုင်ရှင်ခုနှစ်ကနန်ပိုင်ရှင်တွေတွေ့ရတယ် Taurus Virgo Capricorn တွေလို့တွေ့နေရတယ်ပေါ့နော်ဒါ not no placement လဲပါကောင်းပါနိုင်တယ်ပေါ့နော်อืมဒနာသေဒီနက်ခတ်လို့ခေါ်ရဒီနေစတာနက်ခတ်ပိုင်ရှင်နေပါလိမ့်မယ်เนาะလက်မီရိုင်းဇင်းမှာတော့လောကအာမွန်ဒနာသေဒီเนาะမွန်အင်ကက်ပရီကွန်လို့သူမျိုးတွေမွန်တောရက်စ critical nakshatra critical လို့ခေါ်တဲ့နက္ခတ်နဲ့ရှင်မိမှုရဲ့သူတွေဒနာသီရိနက္ခတ်နဲ့ရှင်မိမှုရဲ့သူတွေဒီ group ထဲမှာပါနိုင်ပါလိမ့်မယ်ကျင်းတည်ပေါက်ပါနိုင်တယ်နော်ဆိုတော့ဒီ ਓ ဒီ message လေးဒီခန်းစားရပါတယ်ဆိုတော့ risk you ဘုံမကြောက်ပါနဲ့ဒါပေမဲ့ဖြည်းဖြည်းချင်းပဲ invest လုပ်ပါလို့ Leo D group ကို message လေးပြောချင်ပါတယ်အဲ့တော့အားလုံး enjoy ဖြစ်မယ်လို့မျှော်လင့်ပါတယ်အဲ့တော့ဒါလေးကတော့ group fantasy k9 တရကိုရွေးထားတဲ့သူတွေအတွက် super best message လေးဖြစ်ပါတယ်။ Okay ဒီတစ်ခါ group 3ပေါ့နော် deck number 3 spit tiny တရကိုရွေးထားတဲ့ group တွေအတွက်ကိုအဲ lament mid april to mid me address soul guide soul purpose လေးကိုကြည့်လိုက်ကြမယ်။အဲ့တော့ soul purpose not note တရပေါ့နော်2023 career လေးကိုဒီ trainer reading မျိုးစာဖြစ်ပါတယ်။အဲ့တော့အခုမှ video လေးပြန်ပြီးတော့အသက်သွင်းတာပေါ့နော်။ဆိုတော့ မကြည်ဘူးတဲ့တွေအတွက်ကတော့နားထောင်ကြည်ပါနားထောင်ရင်း ਨੇ message လေးရသွားလိမ့်မယ်သဘောပေါက်သွားလိမ့်မယ်เนาะ so okay အဲ့တော့ not note တဲ့ကြည်လေးကိုကြည်လိုက်မယ်ဒီ message ကလေရော April လယ်ကနေမေလလယ်ထိအကျုံးဝင်มาဖြစ်ပါတယ် okay ဆိုတော့ဒီ smith tiny ရေးထားတဲ့တွေအတွက် energy ပေါ့เนาะ key. Okay. Ooh. Mm. Okay. Mm. Energy, yeah, like, mm. yeah, Energy, a group don't go long, la, โอเคဒါလေးဆိုတည့်မယ်တင်တယ်โอเคတည့်ပြီဆိုလေးကိုဆက်ပြမယ်ဒီ group ကအာစိတ်ထဲမှာတည်တည်တင်မခံတဲ့ group စကားပြောပြတဲ့ group ဆုံးဖြတ်ချက်ပြတ်သားတဲ့ group တခါကြက်လို့ရှင် harsh ဖြစ်တယ်နောက် fair ဖြစ်တာအောင်ရိုင်းကြိုက်တဲ့သူတွေပါတယ်တဘာဝကြကြဆုံးဖြတ်တတ်တယ် fair ဖြစ်တာအောင်ကြိုက်တယ်နော်မြတ်တာတော့ကြည့်တယ်မြတ်မြတ်တတ်တာဆုံးဖြတ်တာပဲလို့ကြည့်နေတယ် တစ်ချက်ပိုးပြီးရင်တစ်ချက်ပိုးပြင်ရမယ်ငါတစ်ချက်ပိုးပြီးရင်ငါတစ်ချက်ပိုးပြင်ယူမယ်အဲ့လိုလူမျိုးတွေပါတယ်ပေါ့နော်အဲ့လို fair and square ဖြစ်တဲ့သူတွေပါတယ်ဒီ group ကထူးခြားတာ group 2နဲ့နည်းနည်းဆင်တယ်ဒါပေမဲ့နည်းနည်းကွဲတဲ့အပိုင်းတွေရှိတယ် invest လုပ်တဲ့သူတွေဒီ group ရဲ့ talent က invest လုပ်တဲ့ invest လုပ်တဲ့ဆိုရင်နေရာမှာလीပစံမဲမဟုတ်ဘူးတိလားကိုမှရှိရဲ့ပညာနဲ့ယင်းပညာကိုယင်းနှမြုံနံတာပညာလိုချင်တော့ဥစ္စာကိုယင်းနှမြုံနံတာ နောက်တချို့ကျတော့ personal branding လောက်တာပေါ့နော်ကိုကိုကိုပွဲထုတ်တာပေါ့ကွာကိုကိုကိုပွဲထုတ်ဖို့အတွက်ပညာသင်တယ်ကိုကိုပွဲထုတ်ဖို့အတွက်ဝေးကြီးကိုရင်းနှီးလိုက်တယ်အဲအဲ့လိုမျိုး invest လောက်တာတော်တဲ့သူတွေနောက်ကြွက်သေးတစ်ခုအရင်ပြူတာတော်တဲ့သူတွေဖြစ်တယ်ဘလောက်ပဲဘဝပြိုလဲသွားပါစေဘလောက်ပဲစီးပွားရေးတစ်ခုအစားပြန်လောက်ရပါစေပြန်လုံနိုင်တယ်ပြန်လုံနိုင်တယ်စွမ်းအားရှိတယ် ငါ့ကိုရင်းလေးတာပြီးလဲငါအဲ့ဒါကိုဖြစ်အောင်လုပ်တက်တယ်ဆိုရဲအဲ hands ပေါ့နော် Leo Cancer a lot of Jupiter sign Leo not no Leo the mari parliament so public attention ကိုရအောင်ယူရမယ် public attention ကိုရအောင်သွားရမယ်ဒီ group ကနော်ဆိုတော့ Leo ဘာတွေမြင်သေးလဲဆိုရဲ့အခါကြလို့ရှိရင် ပစံဟိုပဲ focus လုပ်နေလို့မရဘူးဒီ group က gain ပေါ့နော် financial gain ကိုနံပါတ်1တင်ရမှာမဟုတ်ဘူး group 2မှာတော့ဝါလီကိုတတိထားမိရယ်သူကပစံရှာတာပစံရှာမှာပစံရှာမှာဒီ group ပစံရှာတော့မဟုတ်ပါဝါရှာမှာကိုယ့်ရဲ့လုံပိုင်ခွင့်တွေရှာမှာကိုကိုကိုပွဲထုတ်ရမယ်လူတွေကိုကစီးပွားရေးတခုလုပ်နေရယ်ဆိုလို့ရှိလို့ရှင်လေကိုရဲ့စီးပွားရေးကိုကိုကိုဘသူပါဆိုတာသိဖို့အတွက်ကိုပွဲထုတ်ရမှာ social media မှာလုံးလုံးတည်းကိုယ့်ရဲ့ရုပ်ကိုချပြလိုက်တာကိုဘသူပါဆိုတဲ့ identity ကိုချပြလိုက်တာမျိုးလေးလောက်ပါမှာဆိုကိုဘာပဲလုံးလုံးဒီလတွေမှာ you will be recognized ကို upload လုပ်လိုက်မယ်ကိုကိုချီချူးထောပနာပြုလိုက်မယ်ကိုကရှေ့ထွက်လိုက်ဖို့ပဲလုပ်ရယ်တချို့ကြတော့ဒီစီးပွားရေးမှာပဲဟိုစီးပွားရေးလို့ပဲပတ်စံနေသုံးနေရယ်စာသင်ဖို့ပဲပတ်စံနေသုံးနေမဟုတ်ဘူးတဲ့ကိုကိုကို ိုယ့်ရဲ့ personal grooming ပေါ့နော်အလှဆင်ဖို့ဝေကောင်းစားလာပြီးဝတ်ဖို့လူကြားထဲသွားဖို့လူရောတိုးဖို့အတွက်ကို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 ပြင်ဆင်တာကိုကိုကို treat လုပ်ဖို့လိုတယ်ကိုကိုကိုပြုစုဝါမဲ့ group တွေပါပါတယ် win damage လုံးလုံးကိုပိုင်စီးပွားရေးပဲလုံးလုံးပါ ကိုကိုကို personal grooming လုပ်လိုက်တယ်ကိုအတွက်ဆိုပြီးတော့ပတ်စံတုံးလိုက်တဲ့အရာမှန်တယ်များကတချို့တွေတွေ့ဆိုလို့ရှိရင်လေဒီလာရီမှာယာဒူးတိုးသွားတာ လုံပိုင်ခွင့်တွေပို့ပြီးတော့ရလာတာလုံပိုင်ခွင့်အာဏာ authority ရလာတာမျိုးကြီးချင်းတွေပေါင်းကြုံရနိုင်ပါတယ်ကိုလုံနေတဲ့စီးပွားမှာကိုကဆရာတစုဆရာဖြစ်သွားတာနေရာတစ်ခုရသွားတာ role တစ်ခုရသွားတာမျိုးကြီးကြုံရနိုင်ပါတယ်ဒီလိုတေချာမပြောနိုင်တာကိုလုံနေတဲ့ဘယ်အလုံးမျိုးစုចောင်းတက်တာပဲဖြစ်ဖြစ်ပညာရေးပဲလုံလို့ပညာရေးစာသင်နေတဲ့သူတွေတပိုင်းတစားစီးပွားရေးလုံနေတဲ့သူတွေဘယ်လိုဖြစ်ဖြစ် အဆင့်တစ်ဆင့်တော့အနည်းဆုံးတိုးသွားလိမ့်မယ်အဆင့်တစ်ဆင့်တော့အနည်းဆုံးတက်သွားလိမ့်မယ် transform ဖြစ်သွားလိမ့်မယ်အဓိကဘာလဲဆိုတော့ရှေ့ကိုထုတ်ပြရမယ်တချို့ကျတော့စာတော်တယ်ကိုစာတက်တယ်ဆိုတာကိုလူမသိဘူးကိုစာသိရပညာတက်တယ်ဆိုတာလူမသိဘူးလူသိအောင်ထုတ်ပြရမယ်ငါဒါကြီးတက်တယ်နော်ငါငါ့မှာဒီ knowledge တွေရှိတယ်ငါဒီအတက်ပညာတွေတက်တယ်မင်းတို့သိလားဆိုတာကိုထုတ်ပြရမှာ okay all right အဲ့တော့ပတ်စံရှာလာတဲ့ personal branding လောက်ရမယ် group လို့လီကိုမြင်ပါတယ် you will be recognized and qua level တခုနေရာတခုကိုရောက်ကိုရောက်နိုင်မယ်ဒီ group ကနော်နောက် personal financial gain not personal gain sorry financial gain ပေါ့နော်ပတ်စံဘယ်လောက်ရမှာလဲဆိုတာကို focus ထားမှာမဟုတ်ဘူးနော်ကိုဘယ်သူလဲကိုဘာလဲကိုဘာကြီးတက်မြောက်ထားလဲဆိုတာချပြရမှာဒီ group ကအော်လီယိုခုနပြောခဲ့တယ်လို့ပဲ Taurus ဘာကို Capricorn အထူးသဖြင့် Leo energy ရန် strong ဖြစ်တယ်เนาะ Aries energy Leo energy ရန် strong ဖြစ်ပါတယ် Jupiter Leo Jupiter Aries not not Leo not not Aries Leo ခံစားရတာ Maga nakshatra လို့ခေါ်တယ် Maga nakshat Maga nakshat Pover Falguni လို့ခေါ်တဲ့ nakshat တွေအဲ့ nakshat နဲ့ရှင်ပြီးမွေးတဲ့သူတွေဒီ group ထဲမှာပါနေလိမ့်မယ်6ခန်းပိုင်ရှင်၄ခန်းပိုင်ရှင်တွေလေးကိုတွေ့နေရပါတယ်ဒီ message နဲ့ ပို့ပြီးတော့ match ဖြစ်လိမ့်မယ်ပေါ့နော်အဲ့တော့6တွေ4တွေမဟုတ်ရင်လည်း resonate ဖြစ်လိမ့်မယ်ဒီ group ကိုကိုက drum လိုက်ပြီးဆိုဒီ group ရဲ့ message ပဲပေါ့နော် so leo or aries to taurus virgo capricorn or ဒါလေးလေးကိုတွေ့ရယ် Okay so တော့ဒီကိုထပ်ပြောမယ် personal branding လောက်ရမှာဖြစ်ပါတယ်ချပြရမှာဖြစ်ပါတယ်နော်ပုံနေရမှာမဟုတ်ရှေ့ထွက်ရမယ် group လို့လီယိုမြင်ပါတယ်ဒါဆိုလီယိုပြောတဲ့ reward ဒီလာထဲမှာဂျင်းဒီပေါက်လာပါလိမ့်မယ်ဆိုတော့ဒါကတော့ New York Tech 3 Group 3 Speed Tiny Group ကိုရွေးထားတဲ့သူရဲ့ Dread Mid Month Soul Guide message လေးဖြစ်ပါတယ်အားလုံး enjoy ဖြစ်မယ်လို့လီယိုမျှော်လင့်ပါတယ် โอเคခုလေးကိုတင်ဆက်ပေးသွားသည်အဲ mid april to mid may ပေါ့နော်အတွက်ကို soul guide soul purpose not no terror reading လေးကို pick a deck reading အမျိုးအစားအနေနဲ့လေးကို create လုပ်ပေးသွားဖြစ်ပါတယ်အားလုံး enjoy ဖြစ်မယ်လို့လေးကိုမျှော်လင့်ပါတယ်ကျောင်းဆန်တိုင်းပေါ့နော်လေးရဲ့ဒီဗီဒီယို clip လေးကိုလေး YouTube channel လေးမှာ Facebook page မှာပါလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်လီယိုကိုချစ်ခင်တဲ့နှစ်သက်တဲ့ support လုပ်ချင်တဲ့ဆိုလို့ရှိရင်တော့လီယို YouTube channel လေးဖြစ်တဲ့ Soul of Leo Tiro YouTube channel လေးကိုလည်း subscribe လုပ်ထားကြဖို့မိပါနဲ့ဦးနော် All right အလီယိုနဲ့ personal consultation ချီးချီရကိစ္စနဲ့ပတ်သက်ပြီးတော့မေးမြန်းဆွေးနွေးခြင်းလဲဆိုလို့ရှိရင်အလီယိုစီမှာ Venus package ရှိပါတယ်။အလောက်ကန်ကိစ္စငွေကြေးကိစ္စစီးပွားရေးကိစ္စနိုင်ငံခြားထွက်မဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့မေးမြန်းဆွေးနွေးခြင်းလဲဆိုလို့ရှိရင်အလီယိုစီမှာ World package ရှိပါတယ်။ အဲ speaking of the soul purpose ပေါ့နော်ဒီ note ထဲတော့ကိုပြောနေနေမိမိရဲ့ဘဝမှာဒီ mindset ဒီ destiny ပန်းတိုင်ကိုဘယ်လိုသွားရမလဲမိမိရဲ့ soul purpose soul mission ကဘာလဲဆိုတာသိချင်တယ်ဆိုလို့ရှိရင်တော့ဒီ USC မှာနက်ခတ်ဖွားစာတာတွေ့တဲ့ package soul mission package လीရှိပါတယ်နောက်တစ်ခု Leo 2025မှာ launch လုပ်ထားတဲ့ new psychological therapy ပေးတဲ့ package ပေါ့နော် Leo နဲ့စိတ်တန်ရာလေးလို့ခြားခြင်းနဲ့ ရင်ဖွင့်ခြင်းတဲ့အကြောင်းတရားလေးရှိမယ်လီယိုနဲ့ခန်းစားချက်လေးဖလှယ်ပြီးတော့အကြံဉာဏ်ခေါင်းလေးယူခြင်းနဲ့ဆိုလို့ရှိရင်တော့လီယိုစီမှာ talk therapy package ဖြစ်တဲ့ anchored by Dr. Leo ဆိုတဲ့ package တစ်ခုလီယိုစီစဉ်ပေးထားတာရှိပါတယ်။ package အသေးစိတ်လေးတွေကိုစိတ်ဝင်စားတယ် booking appointment တင်ခြင်းနဲ့ဆိုလို့ရှိရင်တော့လီယို Facebook page messenger chat box ကနေတစင်းစုံစမ်းမေးမြန်းပြီးတော့ booking appointment လေးတင်လို့ရပါတယ်။ယနေ့တက်တီအားပေးနေကြတဲ့ fans တယောက်ချင်းစီ client တယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိကြောင်းဒီကိုပြောချင်နေတဲ့ပဲဒီလအတွက် reading list ကိုဒီမှာပဲအဆုံးသတ်လိုက်မယ်နော်။လီယိုနောက်ထပ် က်လာတွေမှာထပ်တွေ့ကြပါမယ် have a nice day to you all and bye bye